မင်္ဂလာပါရှင်။2022ခုနှစ်မန်လာ18ရက်နေ့မှာ24ရက်နေ့အထိမြန်မာတက္ကရာ1383ခုနှစ်တပေါင်းလပြည့်ကျော်2ရက်နေ့မှာ10ရက်နေ့အတွင်းဖြစ်ပေါ်နိုင်တဲ့စိုက်ပျိုးရေးမိုးလေဝသခန့်မှန်းချက်များကို နေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုအစီအစဉ်မှာထုတ်ပြန်ကြေညာပါမယ်ရှင်။မင်္ဂလာပင်လယ်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့ င်္ဂလာပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်တင်တယ်မှာတိမ်ထူထပ်နိုင်ပြီးကျန်မင်္ဂလာပင်လယ်အော်မှာတိမ်တင်တင်ဖြစ်တော်နိုင်ပါတယ်။မိုးရွာသွန်းနိုင်မှုအခြေအနေခမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်၊မကွေးတိုင်းဒေသကြီး၊အနလီတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီးရှမ်းပြည်နယ်ရွှေပိုင်းကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ တနင်္လာနေ့တိုင်းဒေသကြီးတို့မှာနေရာကြကြမှာနေရာစိတ်စိတ်နဲ့စကိုင်းတိုင်းဒေသကြီး ချင်းပြည်နယ်ချင်းပြည်နယ်မြောက်ပိုင်းနယ်တောင်ပိုင်းတို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်အမြင့်ဆုံးပူချိန်ချင်းနဲ့ခမ်းမန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေရဝီတိုင်းဒေသကြီး တနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတရာဒီဂရီဖာရင်ဟိုက်မှာတရာကိုဒီဂရီဖာရင်ဟိုက်ရဲ့အတွင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းရခိုင်ပြည်နယ်နဲ့ကယားပြည်နယ်တို့မှာ60ဒီဂရီဖာရင်ဟိုက်မှာ69ဒီဂရီဖာရင်ဟိုက်ရဲ့အတွင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ချင်းပြည်နယ်တို့မှာ80ဒီဂရီဖာရင်ဟိုက်မှာ89ဒီဂရီဖာရင်ဟိုက်ရဲ့အတွင်းရှိနိုင်ပါတယ်။ အနေဆုံးပူချိန်ချင်းနဲ့ခမန်းချံများအနေနဲ့ကတော့ချင်းပြည်နယ်မှာ45ဒီဂရီဖာနီယိုင်မှာ55ဒီဂရီဖာနီယိုင်အတွင်းစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ကယားပြည်နယ်တို့မှာ56ဒီဂရီဖာနီယိုင်မှာ66ဒီဂရီဖာနီယိုင်အတွင်းနဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီး အေရဝီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ69ဒီဂရီ ဖာရိုင်မှာ89ဒီဂရီဖာရိုင်ရဲ့တွင်ရှိနိုင်ပါတယ်။နေရုဆိုတိုင်းစာအခြေအနေခမန်းချက်များအနေနဲ့ကတော့မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ46ရာခိုင်နှုန်းမှာ56ရာခိုင်နှုန်းအတွင်းကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီး ချင်းပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်း၊ကယားပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ59ရာခိုင်နှုန်းမှာ69ရာခိုင်နှုန်းအတွင်းနဲ့ရခိုင်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်အရှေ့ပိုင်း၊ကရင်ပြည်နယ်နဲ့တနင်္သာရိုင်တိုင်းဒေသကြီးတို့မှာ68ရာခိုင်နှုန်းမှာ89ရာခိုင်နှုန်းအတွင်းရှိနိုင်ပါတယ်။ ပင်ခွေရင်ခွေပြောင်းအောင်ချင်းနဲ့ခမန်းချံများအနေနဲ့ကတော့ကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်အရာဝတီဒေသကြီးပဲခူးတိုင်းဒေသကြီးတောင်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းကယားပြည်နယ်ကရင်ပြည်နယ်ဝန်ပြည်နယ်နဲ့တနင်္သာရိုင်တိုင်းဒေသကြီးတို့မှာ30မီလီမီတာမှ40မီလီမီတာအတွင်းနဲ့ ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့47မီလီမီတာမှ51မီလီမီတာအတွင်းရှိနိုင်ပါတယ်။မြေစီလောင်ရဲ့အခြေအနေခမန်းကျန်များအနေနဲ့ကတော့တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာ6ဒွေအခြေအနေမှာ ရှိနိုင်ပါတယ်။စိုက်ပျိုးရေးမိုးလေဝသအခြေအနေခမန်းကျန်များကို ကြည့်ရှုနေကြတဲ့မိဘပြည်သူပေါင်းကိုစိတ်နှပြကျမ်းမာ ချမ်းသာကြပါစေရှင်။